လီဗောင်းနဲ့ပွဲမှာလော်မန့်စ်ကိုပဲပွဲထုတ်ဖို့ United ပြည်သက်တွေတောင်းဆိုအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆိုအနီအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရီဆရာနဲ့ပွဲမှာပွဲထွက်ပြီးတော့လက်စွမ်းပြခဲ့တဲ့ဘယ်ဂျီယံကိုသမားဖြစ်သူဆန်လန်လော်မန့်စ်ကိုပြည်သက်တွေကအတော်လေးသဘောကျနေခဲ့ကြပါရီလော်မန့်စ်ကပွဲဥထွက်မှာအသင်းအတွက်လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့ပြီးတော့ဒေကိုမရှိကလင်းရှိရရှိအောင်စွမ်းဆောင်နေခဲ့ပါရီ လော်မတ်စ်ကပွဲဥထက်မှာပြိုင်ဘက်ဆန်ဒလန်တင်းရဲ့ကိုရရှိနိုင်မဲ့ကန်သွင်းချက်တွေကိုကောက်ကွယ်နိုင်ခဲ့ပြီးကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့ပါတယ်။အထက်တွင်တော့ဒေါင်ကန်ဘောရီရဲ့အမြင်ဘောရီမှာလော်မတ်စ်ရဲ့အမြင့်ခုံပြီးတော့ဘောလုံးကိုပိုင်ဖမ်းမှုတွေကိုပရိသတ်တွေကအတော်လေးသဘောကျခဲ့ကြတာပါ။အလုံးထက်ကောင်းပြီးတော့ခြေရန်လက်တန်ရှိတဲ့လော်မတ်စ်ရဲ့အာသာချက်တွေဖြစ်ပါတယ်။ကန်စစ်ကိုလည်းအကောင်းဆုံးဥဆောင်မိန်ပေးပြီးတော့ဘောလုံးဖြတ်ဝင်မှုပိုင်းကိုပါအထူးကောင်းမွန်တဲ့လော်မတ်စ်ကခဏအတွင်းမှာပဲပရိသတ်အချစ်တော်ကစားမှဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့နိုင်ငံကပွဲစဉ်တွေကစားဖို့ရှိနေပြီးတော့နိုင်ငံကပွဲတွေပြီးမှာတော့ United ကလေဘာအသင်းကိုဝေးကွင်းမှာတွားရောက်ကစားရမှာဖြစ်ပါတယ်။ဒီပွဲမှာလည်းကိုသမားနေရာမှာ Lomas ကိုပဲတုံးဖို့ပြိတ္တတွေကဆန္ဒရှိနေကြတာပါ။ Anfield မှာကစားမဲ့ကက်ကရဲပွဲတရက်ဖြစ်လို့ကိုသမားနေရာကလည်းဖီအားတော်လေးများမှာဖြစ်ပါတယ်။ Brent ရပဲဖြစ်ဖြစ် Lomas ပဲဖြစ်ဖြစ်ဒီပွဲကဖီအားများမဲ့ပွဲဖြစ်ပါတယ်။ပြိတ္တတွေကဒီပွဲမှာလူငယ်ကိုသမားလေး Lomas ကိုပဲကြည်ကျင်နေကြတာပါ။ လော်မက်စ်တွယ်လေဒီပွဲကသူ့ရဲ့ဆွမ်းဆောင်ရည်ကိုအများကြီးထက်ပြနိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ရှိနေပါတယ်။အေမရီနေနဲ့ဘရန်ဒီယောကိုပဲပွဲထုတ်မှာလားလော်မက်စ်ကိုပဲပွဲထက်ထုတ်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါရမညာ။ဒီနေ့ရက်တင်ဆက်မှုကတော့ဒီလောက်ပါပြီညာ။နောက်ဆုံးရအကစားသတင်းတွေအပြောင်းအရွှေ့တွေနေစေဝင်စားပွဲရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေရမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါရမညာ။